ကဲဆရာတို့အခုဆွေးနွေးမှာတော့ valency equation equation တွေကိုညှိမှဖြစ်ပါတယ်ဘာလို့တွက်လဲ for conversion reaction လောင်ကျွမ်းဓာတ်ပြူခြင်းအတွက် valency equation for conversion reaction လောင်ကျွမ်းဓာတ်ပြူခြင်းအတွက် equation တွေကို ဤချင်းဖြစ်ပါတယ်။ဟုတ်ပြီ။ commercial ဆိုတာဘာဖြစ်တော့လောင်ကျွမ်းတယ်။လောင်ကျွမ်းတယ်ဆိုတာတည်ရတိုင်းပဲဘာဆီဂျင်ပေါင်းတာလဲဆိုအောက်ဆီဂျင်ပေါင်းတာပေါ့နော်။ဒါပေမဲ့ commercial ဆို O2 လို့နော်။ commercial ဆို O2 လို့။ဟုတ်ပြီ။ commercial လောင်ကျွမ်းမယ်။ဘယ်သူတွေကိုလောင်ကျွမ်းမှာလဲ။ elements တွေကို commercial လုပ်နိုင်တယ်။ molecule တွေကိုလောင်ကျွမ်းနိုင်တယ်။ conversion ရော element နဲ့ commercial ရော molecule ။အဲ့တော့ element မှာဘာတွေပါလဲ။ material ပါတယ်။ nematode တွေပါတယ်။ material ကို commercial ဖြစ်မယ်။ nematode တွေကို commercial ဖြစ်မယ်။ material ကို commercial လောင်ကျွမ်းရင်တော့ material outside ထွက်မှာပေါ့။ nematode တွေကို commercial အောက်ဆီဂျင်နဲ့လောင်ကျွမ်းရင်တော့နမ်မက်တင်နဲ့ဆိုင်တဲ့အောက်ဆိုက်တွေထွက်မှာပေါ့ကဲမော်လီကျူးမော်လီကျူးတွေကဘာတွေပါလဲဟိုက်ဒရိုကာဗွန်တွေပါမယ်အယ်ကိုဟောတွေပါမယ်ရှူဂါတွေပါမယ်ပေါ့နော်ဒီကောင်တွေကတလုံးနဲ့ပြောရင်တော့ဘာလီကျူးတွေလဲမော်လီကျူးဒီကောင်တွေလည်းပါလို့မလဲကွန်ဗန်ရှင်အခုဆရာကြီးဆွေးနွေးမဲ့ကွန်ဗန်ရှင်ရီယက်ရှင်ကတော့ conversion or molecule ဖြစ်ပါလေ molecule တွေပါ molecule မှာ water carbon နဲ့ hydrocarbon alcohol sugar ဒါတွေက molecule တွေလေ molecule ဒီကောင်တွေကို conversion အဆီဂျင်နဲ့ပေါင်းပါလေအောက်ဆီဂျင်နဲ့ပေါင်းပါအဲ့လိုပေါင်းရင်ဆယ်ထွက်လာမဲ့ conversion product ကနှစ်မျိုးဖြစ်နိုင်တယ်เนาะအဲ့တော့ hydrocarbonate alcohol sugar တွေထဲမှာအဓိကဘာ dressing ပါလဲဆိုရင် carbon dressing ရယ် hydrogen dressing ရယ် oxygen dressing ရယ်ဆိုပြီးတော့ dressing ဘယ်နှမျိုးပါလဲ၃မျိုးပါဒီ dressing ၃မျိုးပါတာပေါ့ CHO ၃မျိုးပါ CO2 နဲ့ရေထွက်မှာဒီ C ရယ် H ရယ် O ရယ်ဆိုပြီးတော့ carbon dressing hydrogen dressing oxygen dressing ဒီ dressing ၃မျိုးပါရင် carbon dioxide နဲ့ရေထွက်မှာ အဲ့လိုပဲကာဗွန်မိုနောက်ဆိုက်နဲ့ရေလက်ထွက်နိုင်တယ်ဘယ်လိုရှိမှလဲ complete combustion နဲ့ incomplete combustion complete combustion ဆိုတာလေများများနဲ့လောင်ကျွဲရင်တော့ carbon dioxide နဲ့ရေနဲ့ထွက်မယ် incomplete combustion လေနည်းနည်းနဲ့လောင်ကျွဲရင်တော့ carbon monoxide နဲ့ရေနဲ့ထွက်မှာဖြစ်ပါတယ် โอเคအဲ့ဒါဆိုညှိနီးရဘယ်လိုညှိမှာလဲ CH2 ကာဗွန်ကိုအရင်ညှိမယ်ပြီးမှဟိုက်ဒရိုဂျင်ညှိမယ်တတိယကတော့ဘာစီဂျင်ညှိမှာလဲအောက်ဆီဂျင်ကိုညှိမယ်အောက်မှာဆရာကြီး equation သုံးခုပေးထားရဲဒါမီသိန်းမီသိန်း CH4 ဆိုတာဒါဘာလဲဆိုဟိုက်ဒရိုကာဗွန်မှာ C2H5OH ကတော့ဒါအီသနောလို့ခေါ်ပါတယ်အေကူဟောအမျိုးအစားပါ C6H12O6 ဒါဂလူကော့ပါ sugar အမျိုးအစားဖြစ်ပါတယ်နော်ကဲအောက်ဆီဂျင်ပေါင်းထားရဲဆိုတာဘာဘန်ရှင်းရီယက်ရှင်လဲကွန်ဗန်ရှင်းရီယက်ရှင်ကြည့်ပါဦး ကာဗွန်ဒွက်စင်ဟိုက်ဒရိုဂျင်ဒွက်စင်အောက်ဆီဒွက်စင်ဘယ်နှမျိုးပါလဲ၃မျိုးပါ CHO ၃လုံးပါ CO2 နဲ့ရေထွက်မှာ CID မှာရထားတဲ့ conversion reaction အားလုံးကတော့ complete conversion ပါလေမြဲမြဲနဲ့လောင်ကျွမ်းတာဖြစ်တဲ့တကြောင်မလို့ဆရာ CO2 တွေနဲ့ပဲထွက်ပါတယ် CO2 နဲ့ပဲထွက်ပါတယ် CO2 နဲ့ပဲထွက်ပါတယ်နော်အဲ့တော့ CHO ၃လုံးပါ CO2 နဲ့ရေထွက်မှာဘယ်လိုညှိမှာလဲကာဗွန်ဝင်ညှိပြီးမှအိတ်ကိုညှိပြီးမှဘာအညှိအိုညှိကဲပထမဆုံးဘာအစညှိမယ်ကာဗွန်ကာဗွန်ဘယ်ဘက်ရှက်မှာဘယ်လုံးရှိလဲတစ်လုံးရှိညာဘက်ရှက်မှာလဲတစ်လုံးကိုက်ပါတယ် ဒုတိယဘာအောင်ကြည့်မလဲဟိုက်ဒရိုဂျင်ကိုဆက်ကြည့်မယ်ဟိုက်ဒရိုဂျင်ဒီမှာဘလုံးရှိတယ်၄လုံးဒီမှာဘလုံးရှိတယ်၂လုံးဆိုဘာနဲ့မြောက်ပေးလိုက်ဒူးနဲ့မြောက်ပေးလိုက်ဒါဆိုရင်ကာဗွန်လည်းညှိသွားပြီဟိုက်ဒရိုဂျင်လည်းညှိသွားပြီဘာအောက်ဆီဂျင်ကျန်သေးလဲအောက်ဆီဂျင်ဘယ်ဘက်ရှမ်းမှာအောက်ဆီဂျင်ဘလုံးလဲ၂လုံးညာဘက်ရှမ်းကိုသွားမယ်ဒီမှာအောက်ဆီဂျင်ဘလုံးလဲ၂လုံးဒီမှာဒီတူးလေးဒီ ဟိုက်ဒရိုဂျင်နဲ့လဲဆိုင်တယ်အောက်ဆီဂျင်နဲ့လဲဆိုင်တယ်နော်ဒါဟိုက်ဒရိုဂျင်က၄လုံးအောက်ဆီဂျင်နှလုံးလို့ပြောတာပါဒီမှာအောက်ဆီဂျင်နှလုံးဒီမှာအောက်ဆီဂျင်နှလုံးဆိုတော့၄လုံးဒါဆိုဒီမှာမြှောက်ပြရမယ်နည်းနည်းလीလေးပေါ့ညည်းတဲ့အခါမှာနည်းတဲ့ကောင်မြောင်းအောင်ပဲလုပ်လို့ရတယ်နော်များတဲ့ကောင်နည်းအောင်လုပ်လို့မရအောင်နောက်ခုအက်တနော3 okay ဆက်ပြီးတော့အက်သနောလောင်ကျွမ်းကြည့်ရအောင်ဒီမှာလဲဒရက်ဆင်၃မျိုးပဲပါပါတယ်ကာဗွန်ဒရက်ဆင်ရဲ့ဟိုက်ဒရိုဂျင်ဒရက်ဆင်ရဲ့အောက်ဆီဂျင်ဒရက်ဆင်ရဲ့ဆိုပြီးတော့ဒရက်ဆင်၃မျိုးပါရင် CO2 နဲ့ရေထွက်မှာဖြစ်ပါတယ်ပထမဆုံးဘာဗွန်ထက်ကြည့်မလဲကာဗွန်ကာဗွန်ဒီမှာဘယ်လုံးရှိလဲနှစ်လုံးညာဘက်မှာတလုံးဆိုတော့ဒူးနဲ့မြောင်နည်းတဲ့ကောင်များအောင်လောက်ရတာနော်ဟုတ်ပြီကာဗွန်ညီဝိုင်းဘာဆက်ကြည့်မယ်အိတ်အိတ်ကဒီမှာ၅လုံး၁လုံးစုစုပေါင်းအိတ်က၆လုံးเนาะဒီမှာ၂လုံးပဲရှိတော့ဘာလေးနဲ့မြှောက်ပေးရမှာလဲ၃နဲ့မြှောက်၃နဲ့လीရှောက် စီလဲယူသွားပြီအဲ့လဲယူလိုက်ဘာစီဂျင်နေတော့အောက်ဆီဂျင်အောက်ဆီဂျင်ကဒီမှာတစ်လုံးရှိပါတယ်ဒီမှာနှလုံးဆွတ်ဆွတ်ပေါင်း၃လုံးပါနော်တကယ်လို့ညှိခဲ့ရင်တော့မှဒီ dressing အောက်ဆီဂျင်မှာပဲညှိလို့ရမယ်နော်ဒီမှာညှိလို့မရအောင်ဒီကောင်မှာညှိလိုက်ရင်ကာဗွန်နဲ့ဟိုက်ဒရိုဂျင်တွေမကြီးဖြစ်သွားမယ်နော်ဟုတ်ပြီဒီမှာအောက်ဆီဂျင်၃လုံးရှိပါညာဘက်ကိုသွားပါမယ်နင်နယ်လီ၄လုံးပါအောက်ဆီဂျင်၄လုံးပါဒီမှာကြည့်ပါဦးဒီဒိတ်ပေကဟိုက်ဒရိုဂျင်က၆လုံးလို့ပြောတာပါအောက်ဆီဂျင်က၃လုံးလို့ပြောတာဖြစ်ပါတယ်ဒါဆိုရင်အောက်ဆီဂျင်ကဒီမှာ၄လုံးဒီမှာ၃လုံးဆို9လုံးပေါ့ဒီမှာဘယ်လုံးရှိပြီးသားလဲတစ်လုံးရှိပြီးသားဆိုတော့ 3နှစ်လီ6 6ရက်တည်းပေါ့နော်ခွန်ဖြစ်ပါတယ်နောက်တစ်ခုပါဆဲဒါလေး glucose ဖြစ်ပါတယ် CC8O6 glucose ဖြစ်လို့ခေါ်ပါတယ်နော် glucose တွေ glucose တွေအော်သူရဲ့ physical state ကတော့ solid ပေါ့နော် okay အဲ့ကောင်လေ oxygen နဲ့လောင်ကျွမ်းမယ်လောင်ကျွမ်းရဲ့ခုနလိုပဲလေများများနဲ့လောင်ကျွမ်းတဲ့ complete combustion ဖြစ်လို့ carbon dioxide နဲ့ရေတွက်ထွက်ပါတယ်ပထမဆုံးဘာကိုစိုက်ကြည့်မလဲ carbon ညှိမယ် carbon မလို့ရှိလဲရှောင်းလုံးတော့ကြောက်ပေါ်မှာရှောင်းနေမြောက် ကာဗွန်ညီပွားရင်ကာဗွန်ခေါင်းထဲထုတ်လိုက်ပါဟိုက်ဒရိုဂျင်ဆက်ညှိမယ်ဟိုက်ဒရိုဂျင်ကဘယ်လုံးရှိပါသလဲ12လုံးရှိတယ်ဒီမှာက2လုံးဆိုရှောင်းနှစ်လीဆက်နေဒါဆိုရင်ကာဗွန်လည်းညီပွားပြီအဲ့လည်းညီပွားပြီဘာဂျက်နဲ့အိုးဒီမှာအိုးဘယ်လုံးရှိလဲရှောင်းလုံးဒီမှာအိုး2လုံးစုစုပေါင်း10လုံးတကယ်လို့အောက်ဆီဂျင်ညှိရင် dress ရဲ့အောက်ဆီဂျင်မှာပဲညှိရမယ်နော်โอเคပါဒီမှာမှအောက်ဆီဂျင်10လုံးပါညာဘက်ကိုတွားရအောင်ရှောင်းနှစ်လीဆက်နှစ် ဒီမှာအောက်ဆီဂျင်ဘလုံးလည်းရှောင်းလုံးစုစုပေါင်းညာဘက်ရှမ်းမှာအောက်ဆီဂျင်16လုံးဒီမှာဘလုံးရှိပြီးသားရှောင်းလုံးရှိပြီးသားဆိုတော့ဒီမှာရှောင်းနှစ်လီ7စနစ်ရဲ့ရှောင်းပေါင်းတော့16ရပြီနော်ဟုတ်ပြီဘာလို့ equation ကိုညှိရလဲ law conservation math ကြောင့်ဆရာတို့က equation တွေကိုညှိရတာဖြစ်ပါလေ